မင်္ဂလာပါရှင်။ဘာမခက်တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းဥတင်သူများအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရှိခုအချိန်မှစပြီး ICC တရားရုံးဖန်ရန်ဖြင့်မင်းအောင်လိုင်ကိုလည်းဖန်စီနိုင်တဲ့အချိန်ရောက်လာလိမ့်မည်ဟု SSCM ထုတ်ပြန်ကြေညာဆိုတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းများကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ ဖိလပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေကိုဖိလပိုင်အစိုးရကပြည်ပြည်ဆိုင်ရာရာဇဝယ်ရုံး ICC ဖမ်းရန်ဖြင့်ဖမ်းဆီးပြီးနယ်သာလန်နိုင်ငံရှိ ICC တရားရုံးသို့ပို့ဆောင်လိုက်ပြီးနောက်မြန်မာနိုင်ငံမှအစံဖက်စစ်ကောင်စောင်းမယောင်းလိုင်းကိုလည်းဖမ်းဆီးနိုင်သည့်အချိန်ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာသူအစံပေးကောင်စီ SACM ကယမန်နေ့ကထုတ်ပြန်ကြေညာသည်ဖိလပိုင်တွင်မူရင်းစေဝါတိုက်ဖြတ်ရေးအမိခံ၍လူအများများတပ်ဖြတ်ခဲ့သည့်ရာဇဝတ်မှုဆိုင်ရာဆွဆဲချက်များဖြင့်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဖမ်းရန်ထုတ်ထားသော ဖိလစ်ပိုင်တမရဟောင်းဒူတာဒေးကိုဖိလစ်ပိုင်အစိုးရကမတ်လ17ရက်နေ့တွင်ဖမ်းဆီးပြီးနယ်သာလန်နိုင်ငံတိဟိတ်မြို့သို့ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ဖိလစ်ပိုင်အစိုးရက ICC တရားရုံးဖွဲ့ဝင်နိုင်ငံအဖြစ်မှ2019ခုနှစ်တွင်နှုတ်ထွက်ထားခဲ့သော်လည်း ICC တရားရုံးဖန်ရန်ထုတ်ထားသောဖိလစ်ပိုင်တမရဟောင်းကိုပြပြတ်တတအရေးယူဆောင်ရွက်မှုမှာနိုင်ငံတကာအတိုင်းအဝန်အတွက်တာဝန်ခံမှုနှင့်တာဝန်ယူမှုဆိုင်ရာအဓိကတွန်းအားပေးမှုတစ်ခုအဖြစ် SCC MD ထံသို့ရန်ငှိလီကမှတ်ချက်ပြုသည်။ ဖိလစ်ပိုင်သမရဟောင်းဖန်စီခံရမှုတွေအထူးသဖြင့်မြန်မာနိုင်ငံမှမင်းအောင်လိုင်းအတွက်ပြင်းထန်သောသတင်းစကားဖြစ်ပြီးရိုဟင်ဂျာများကိုမောင်းထုတ်ခြင်းနဲ့မြန်မာနိုင်ငံဆက်မှုဆိုင်ရာရာဇဝတ်မှုများအတွက်မင်းအောင်လိုင်းကိုဖန်ရန်ထုတ်ရန်2024ခုနှစ်နိုဝင်ဘာလတွင် ICC တရားရုံးရှေ့နေများကရှောက်ထားခဲ့ပြီဖြစ်သည်။မကြာမီ ICC တရားရုံးကမင်းအောင်လိုင်းကိုဖန်ရန်ထုတ်ရန်မျှော်လင့်ထားပြီး ICC တရားရုံးရှေ့နေများကနောက်ထပ်တာဝန်ရှိသူများကိုလည်းဖန်ရန်ထုတ်ရန်ရှိနေကြောင်း ICC ကထုတ်ပြန်ထားသည်။ ။မကြသေးမီကလည်းအာဇင်တီးနားတရားရုံးကမင်းအောင်လိုင်အပါအဝင်မြန်မာနိုင်ငံမှာစစ်ဘက်နဲ့အရက်ဘက်ပုံကို25ကိုဖန်ရန်ထုတ်ခဲ့ပြီးဖြစ်သည်။ SCCM တီထောင်သူမာဇရီဒရက်စမန်ကဖိလစ်ပိုင်သမရဟောင်းတူတာတေးကိုဖန်ဆီနိုင်မှုကအလွန်ခိုင်မာတဲ့လှုပ်ဆောင်ချက်ဖြစ်ပြီးဩဇာကြီးမားတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက ICC တရားရုံးနဲ့အင်တာပိုရဲတပ်ဖွဲ့ကိုလေးစားသမှုလည်းဖြစ်တယ်။နိုင်ငံတကာဆိုင်ရာတာဝန်ခံမှုတစ်ခုလည်းဖြစ်ပါတယ်။အဲဒါကမင်းအောင်လိုင်အနေနဲ့လည်းဒီလိုမျိုးဖန်ဆီခင်ရမယ့်အချိန်တေးစားပေါက်ရောက်လာလိမ့်မယ်ဆိုတာတင်းတင်းရှပ်ရှပ်ပြသနေပါတယ်ဟုပြောဆိုသည်။ ဖလမိုင်းသမရကိုဖန်ဆီးနိုင်မှုသည်ကုလသမဂ္ဂနိုင်ငံတကာလူ့အခွင့်အရေးစနစ်နှင့်တရားမျှတမှုဆိုင်ရာကိရိတွေပေါ်ယုံကြည်မှုတွေဆုံးရှုံးနေသောမြန်မာနိုင်ငံမှပြည်သူများအတွက်မျှော်လင့်ချက်ရောင်ကြည်များတောက်ပါစေကြောင်း SSCMT Town သို့ Chris City တို့ကထပ်လောင်းပြောဆိုသည်ဖိလစ်ပိုင်နိုင်ငံသည်2026ခုနှစ်တွင်အာဆီယံအဖွဲ့ကြီးဥက္ကဋ္ဌနိုင်ငံအဖြစ်တာဝန်ထမ်းဆောင်ရန်ပြင်ဆင်နေချိန်တွင် ICC တရားရုံးဖန်ရန်ထုတ်ခံထားသောဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေကိုဖမ်းဆီးပြသခဲ့ခြင်းဖြစ်သည်။ ဆလတ်တင်ဆက်ပေးမယ့်တဲ့ငါတော့တာယာရီခရိုင်တွင်အုတ်ချုပ်ရေးမှုနှင့်ပြူစောတိ20ဦးခန့်ပြက်ကက်ခံရရေးတိတ်ဆုံးသွားပြီးနောက်ပြူစောတိများကိုလက်နက်တပ်စင်မိကရက်ကွက်နှင့်ခြေရွာအုတ်ချုပ်ရေးမှုအဖွဲ့အတွက်လုံခြုံရေးစတင်ပေးဆွေးနွေးမယ်ဖြစ်ပါရခြင်းပုဂိုတိုင်းတာယာရီခရိုင်တွင်ရှိမြို့နယ်များတွင်ခြေရွာနှင့်ရက်ကွက်အုတ်ချုပ်ရေးမှုများပြူစောတိများတရင်ပေးများအပါဝင်စတက်ဘတ်တော်သား20ဦးခန့်ပြက်ကက်ခံရရေးတိတ်ဆုံးသွားပြီးနောက်ပြူစောတိများကိုလက်နက်တပ်စင်ကတတ်တော်ဆောင်အဖြစ်စတင်ထားရှိနေပြီဖြစ်ကြောင်းဒေသတရင်ရေးမြင့်များကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည် 2025ခုနှစ်ဇန်နဝါရီလပိုင်းမှစတင်၍တောင်ရရီခိုင်တွင်ရှိခြေရွာများမှလူငယ်များကိုပေါ်ထဆဲဖမ်းဆီးနေခြင်းနှင့်ပြည်သူများကိုနှီးမျိုးစုံဖြင့်ဖိနှိပ်နေသောစံဘက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများနှင့်စစ်တပ်တောက်တိုင်များကိုတော်လိုင်းတပ်ဖွဲ့များကဆက်တိုက်တိုက်ခိုက်လာသဖြင့်တိုက်စုံမှုများမြင့်တက်လာခြင်းနှင့်စစ်တပ်ကရင်းငယ်သို့ပြူစောခြေများကိုလက်နက်တပ်စင်လုံခြုံရေးပေးလာခြင်းဖြစ်ကြောင်းသိရှိရသည်။ ထို့သောတိုက်ခိုက်မှုများလှုံ့ဆော်လာခြင်းကြောင့်ခြေရွာအုပ်ချုပ်ရေးမှုများနဲ့စစ်တပ်တောက်တိုင်များသည်ခြေရွာထဲမှထွက်ပြေးတိမ်းရှောင်ခြင်းနှုတ်ထွက်ခြင်းနဲ့စစ်တပ်တပ်ဆွဲထားသောနေရာများတွင်နေထိုင်ပြီးအဝေးမှလမ်းအုပ်ချုပ်ခြင်းများကြောင့်အုပ်ချုပ်ရေးရန်ရာများလည်ပတ်နိုင်ခြင်းမရှိတော့ကြောင်းထို့ကြောင့်ပြည်စော်တေးများကိုလက်နက်တပ်ဆင်ပေးပြီးတပ်တော်ဆောင်အဖြစ်ခန့်အပ်မှုများစစ်တပ်ကလှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရှိရသည် လက်ရှိချိန်တွင်သတ္တဆောင်လက်နက်ကင်ပြူစောအထည်များဖွဲ့စည်းနိုင်ရန်မြို့နယ်လိုက်အထွေထွေအုပ်ချုပ်ရေးမှုဦးစီးဌာနများမှလူရည်စည်းများတောင်းခံထားပြီးတနက်ပြစ်တင်နန်းပေးရန်စီစဉ်နေကအုပ်ချုပ်ရေးမှုများကိုပါဆက်တင်နန်းပေးမည်ဖြစ်ကြောင်းသိရှိရသည်။ တိုင်းရရခိုင်နယ်ကအုတ်ချုပ်ရည်မှုတွေကိုကြော်လရင်တပ်ဖွဲ့တွေကစစ်တိုက်ပစ်ခတ်တိုက်ခိုင်းနေလို့စစ်တပ်ခန့်အုတ်ကြီးတွေရွာတွေထဲမှာမနေရတော့ဘူးစစ်တပ်ရဲ့အုတ်ချုပ်ရည်မှုရန်ရာတွေကရပ်တန့်သွားတဲ့အခြေအနေလောက်ထိကိုဖြစ်နေတာအုတ်ကြီးတွေတော်တော်များများကစစ်သားတွေတက်ဆွဲထားတဲ့မျိုးပေါ်တွေမှာပဲလာနေကြပြီးအဝေးကနေလန့်အုတ်ချုပ်ကြတာတချို့အုတ်ကြီးတွေဆိုစစ်မှုရန်ကြီးကိုကေဘေးနဲ့လန့်လဲခိုင်းတာတွေထိလုပ်ပြီးမျိုးပေါ်မှာစုပြုံရောက်နေကြတာရွာတွေကိုပြန်လွတ်တော့လည်းမပြန်ရဲဘူးနှုတ်ထွက်မဲ့ပဲပြောနေကြလို့လက်နက်ကင်တက်မတော့အဆောင်တွေနဲ့အုတ်ကြီးတွေကိုရွာပြန်လွတ်ဖို့ စ်တပ်ကလုံနေတာအခုမြို့ပေါ်ကစစ်ကန်တွေမှာပြူစောတီတွေကိုတနက်ပြစ်တင်းတန်းပေးဖို့ဆိုပြီးလုံနေကြတယ်ဟုဒေသတွင်ရဲမြစ်ကပြောဆိုသည် 2025ခုနှစ်အတွင်းဇန်နဝါရီလမှမတ်လအတွင်းတာယာရီခိုင်အတွင်းအစံဖက်စစ်တပ်အတွက်အလုလုပေးနေသောလဗရန်မြို့နယ်မှာအုတ်ချုပ်ရီမှုတန်အူအုတ်ချုပ်ရီမှုတိုင်ဝင်းနဲ့မယားဖြစ်သူဆန်းဆန်းမင်းလာမြို့နယ်မှာရိုင်းမှုအငယ်လေးခေါ်တန်တိုင်းဆိုသတင်းမေထွန်တိုင်းပြူစောတီခင်မဝင်းအုတ်ချုပ်ရီမှုတန်တွေပြူစောတီရှမ်းလေးခေါ်မှုကြီးသတင်းပေးဦးရွှေအုပ်ဘုံမြို့နယ်မှာသတင်းပေးအေလင်းအုတ်ချုပ်ရီမှုမြင့်ဦးပြူစောတီတင်နိုင်ထွန်းသတင်းပေးညညဝင်းပြူစောတီမြင့်လင်းအုတ်ချုပ်ရီမှုကံမြင့်နဲ့မယားဖြစ်သူခင်ဝင်း တရင်ဘေးကံဝင်တရင်ဘေးတန်ဆွေဦးဓမ္မ66မှာဆေလွတ်လိုက်တော့ဘုံကြီးအောင်ဆောင်တရင်ဘေးတူဦးတို့ကိုတော်လန်ရေးတပ်ဖွဲ့အများကပြက်ခတ်တိုက်ခိုက်ခဲ့ပြီးအများစုမှာသေဆုံးခဲ့ကြသည်ရခုဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့အုပ်ဖို့ရင်လူငယ်များကိုစစ်တပ်ခေါ်ပြီးပေါ်တာဆဲဖန်စီခိုင်းနေသောစစ်တပ်တပ်တိုင်အေးလင်းပြက်ခတ်ခံရပြီးသေဆုံးဆွဲတဲ့မယ့်ဖြစ်ပါရခြင်း ဘဝတိုင်းအုပ်ဘိုးမျိုးနယ်တွင်လူငယ်များကိုအကြမ်းဖက်စစ်တပ်ခေါ်ယူပေါ်ထားဆဲဖမ်းဆီးခိုင်းနေသောစစ်တပ်တောက်တိုင်အေးလင်းကိုပြစ်ခတ်တိုက်ခိုက်ရသေးဆုံးခဲ့ကြောင်းတရားရီခိုင် PDF မှတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်မတ်လ17ရက်နေ့နနက်9နာရီခန့်တွင်အုပ်ဘိုးမျိုးနယ်ချောင်းခွာကေရွာတွင်နေထိုင်သောအကြမ်းဖက်စစ်တပ်တောက်တိုင်အေးလင်းသည်ခမာယာ6တရင်ကိုတရင်ပေးပို့ပြန်လာစဉ်ချောင်းခွာကေရွာထိပ်တွင်တရားရီခိုင်တရင်383ညနဲ့တက်ခွဲလေမြေအောင်ပြောက်ကြားတက်ခွဲအုပ်ဘိုးမှရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာတနက်စီတစ်ချက်ဦးကောင် ထိမှန်မီတည်ဆုံခဲ့ကြောင်းသိရသည်သိဆုံးသောစစ်တပ်ကြောင်းတိုင်အေလင်တံမှအလွေတလုံးစံပတ်စစ်တပ်မှစစ်ဘုတို့၏လက်မှတ်ပါသောထောက်ခံစာ၃ရက်နှင့်ငွေသား3600ကျပ်ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။အေလင်သည်တော်လိုင်းရဲဘော်များ၏အချက်အလက်များကိုစုံစမ်းထောက်လှမ်း၍စစ်တပ်ထံတင်ပို့ခြင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသောစစ်သားနှင့်ရဲများကိုတိုက်ခိုက်ရန်ထောက်နာသည့်မိုင်းခွင်းများကိုစစ်တပ်ထံတင်ပေးပြသခြင်းလူငယ်များကိုစစ်တပ်ခေါ်၍ပေါ်တာဆွဲဖမ်းဆီးခိုင်းခြင်းများကြောင့်ပြေခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အင်းလွင်ရဲ့သားနဲ့သမက်ကလည်းစစ်ခွေးတွေပဲရွာတွေထဲဝင်ပြီးပေါ်တာဆွဲနေတဲ့စစ်ခွေးနဲ့ရဲခွေးတွေကိုတိုက်ခိုက်ဖို့ထောင်ထားတဲ့မိုင်းတွေကိုလည်းသူကစစ်ခွေးတွေစီတရင်ပေးတာကြောင့်ခွေးတွေကမိုင်းခွင်းကိုရှောင်ရှားသွားလာနေလို့မတင်ကားလို့စောင့်ကြည့်မှသူတရင်ပေးနေတာအတီးပြုံနိုင်တာ။နောက်ပြီးရွာတွေဘက်မှလူငယ်တွေကိုပေါ်တာဆွဲရင်လည်းဘိမ်မဘသူရှိတယ်ဆိုပြီးလက်ညှိုးထိုးပြပြီးဖန်ခိုင်းတာ။ ကျွန်တော်တို့အနေနဲ့ရွာရီတဲဝင်ပြီးပေါ်တာဆွဲနေတဲ့စစ်ခွေရဲခွေတွေကိုမိုင်းဆွဲတိုက်ခိုက်ခြင်းဖြင့်တခြားနီလန်းတွေနဲ့တိုက်ခိုက်ဖို့ရှိတာကြောင့်ပြည်သူတွေအနေနဲ့စစ်ခွေတွေနဲ့ဝေးဝေးနေကြဖို့လည်းအတိပေးလိုပါတယ်ဟုတရားရီခိုင်တရင်သုံးရှဲသုံးညာနဲ့တက်ခွဲလေးမြောက်ပြောက်ကြတက်ခွဲအုပ်ဖို့မှတောင်းရှိသူတို့ကပြောဆိုသည် တရရီခိုင်တရင်သုံးဆက်သုံးညနဲ့တက်ခွဲလေးမြောက်ပြောက်ကြားတက်ခွဲအုပ်ဝတက်ခွဲနေဖြင့်ပြည်သူများနဲ့တော်လင်တက်ခွဲများကိုဒုက္ခပေးနေသောစံဘက်စတန်နဲ့၎င်းတို့၏တောက်တိုင်များကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ရေးပြည်သူများအနေဖြင့်၎င်းတို့အနီးတော်လာနေထိုင်ခြင်းများမပြုလုပ်ကြရန်အသိပေးပြောဆိုထားသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မြင်းချံမျိုးပေါ်တွင်တက်ဆဲထားသောစစ်ကောင်စီတပ်သားများဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှတူဦးသိမ်းဆုံးဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင် မန္တလေးတိုင်းမြင်းကျန်မြို့ပေါ်တွင်တက်ဆွဲထားသောစစ်မှတ်စစ်ကောင်စီတပ်သားများဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဘက်မှတူတေဆုံးခဲ့ကြောင်း Freedom Fighter Guerrilla Force အဖွဲ့မှတောင်းရင်ရှိသူတူကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်မက်လာ၁၁ရက်နေ့တွင်မြင်းကျန်မြို့အမှတ်၁၈ရပ်ကွက်အရှိပဲရှိစစ်မှတ်စစ်ကောင်စီတပ်သားများတက်ဆွဲထားသောနေရာကိုတော်လိုင်းပေါ်ပေါက်တပ်ဖွဲ့များကဒရုန်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းသိရသည်ထို့တိုက်ခိုက်မှုတွင်မြို့ရဲမှထွက်လာသောစစ်တပ်စစ်ကူများရောက်ရှိလာတာကြောင့်မိနစ်၂၀ခန့်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိရတိုက်ပွဲတွင်စံဘက်စစ်ကောင်စီတပ်သားတို့ပွဲချင်းမိတိဆုံခဲ့ကြောင်းသိရှိရသည်တိုက်ခိုက်မှုအတွင်မှာစစ်ခွေးဘက်ကတအုပ်ပွဲချင်းမိတိဆုံတယ်လို့သိရတယ်။ထိတွေ့မှုကမိနစ်20ခန့်ဖြစ်ပွားတယ်။တော်လင်းပူပေါင်းဖွဲ့တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။တိုက်ပွဲအတွင်ပြည်သူတွေအသွားလာမလုပ်ဖို့သတိပေးချင်ပါတယ်ဟု Freedom Fighter Cryla 4ဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည်။ အဆိုပါကြိုက်ခိုက်မှုကို Freedom Fighter Kuala Lumpur အဖွဲ့နဲ့မမေးပူအောင်တပ်ဖွဲ့များကလှုပ်ဆောင်နေခြင်းဖြစ်ပြီးတော်လင်းတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာများအတွင်ပြည်သူများအနေဖြင့်တွာလာမပြုလုပ်ကြရအထူးမြတ်တာရက်ခံထားသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ငန်းစုံမြို့နယ်ချိုကျေးရွာမှာခြေလင်းထွက်လာသောစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးသူများပြားဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းငန်းစုံမြို့နယ်ဂျိုကျေးရွာမှာခြေလင်းထွက်လာသောစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား5ဦးသေဆုံးခဲ့ကြောင်း Special Task Force ငန်းစုံမှတောင်းရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်မက်လာ၁၀ရက်နေ့နနက်9:50မိနစ်ခန့်တွင်ငန်းစုံမြို့နယ်ကျူကျေးရွာမှဆီလင်းစစ်တောင်းထုတ်လာသောအင်အား50ခန့်မှစစ်ဗက်စစ်ကောင်စီတပ်သားများကို ရွာသားကြီးရဘက်တွင်တော်လှန်ရေးတပ်ဖွဲ့များကပရိသတ်ပိုင်း၃လုံးရှေ့ထွက်စိန်မြောင်း၁၂လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်ခွေးက15ကောင်သေးတယ်ပြည်သူတွေကိုအခုညတောင်းချင်တာကတော့တော်လန်ရေးအရေးတစ်ခုကိုရောက်ဖို့အတွက်ကျွန်တော်တို့ငန်းစွန်ထဲမှာလဲတော်လန်ရေးတွေလုံနေတဲ့ကျွန်တော်တို့အဖွဲ့လေးတွေကိုဝိုင်းဝန်းပြီးအားပြည့်ပြီးတော့ကုညီပေးကြပါအောင်လို့မြေတားရခိုင်ချင်ပါတယ်ကျွန်တော်တို့အဖွဲ့တွေမှာလဲလက်နက်ခဲယံတွေများစွာလိုအပ်နေပါတယ်လို့အဲ့ဒါလေးတော့အခုညတောင်းချင်ပါတယ်ခွေးကုန်းရွာဘက်ကနေဖောကားနဲ့စီမြို့သားဆက်မှုဆောင်ကနေနောကားတစီနဲ့ဂျင်ဝမ်ကုမ္ပဏီကပေါက်ကားတစီစုစုပေါင်း၄စီနဲ့ခွေးသိအလောင်းတွေကိုချက်ချင်းလာကောက်သွားပါတယ်ခွေးတွေဘက်ကတော့ပြက်လေပြက်ခတ်တာမျိုးမရှိဘူးလက်နက်တွေပါရီတိန် ဆယ်ရရှိတာမျိုးတော့မရှိဘူးဟု Special Task Force ငန်းစွန်မှတောင်းရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခိုင်မှ6တရင်တက်ခွဲ3နဲ့ Special Task Force ညာစွန်တို့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။